trading view မှာ indicator ထည့်ဖို့ဆိုရင်ကျွန်တော်တို့ကအရင်ဆုံး trading view account တော့ရှိရမယ်ပေါ့နော်အဲ free account ပဲဖြစ်ဖြစ်ဒါ premium account ပဲဖြစ်ဖြစ် account တစ်ခုတော့ရှိရမယ်အဲ account ရှိပြီဆိုရင်ဒါကျွန်တော်ကဒီ indicator ပေါ့နော်ဒီ indicator လေးကိုနှိပ်လို့ရတယ်တစ်ခါမှကျွန်တော်တို့ကဒီ full screen mode ကိုနှိပ်ထားမိလို့ရှိရင်ကျတော့ဒီ indicator တွေကပျောက်သွားတယ်အဲ့ဒါမျိုးဆိုရင်ကျတော့ကျွန်တော်တို့က ဒီ keyboard ကနေပေါ့နော်မြင်းဆောင်လေးကိုနှိပ်လို့ရတယ်ပြီးရင်ခုနကတော့ကဒီ full screen remote ကိုထွက်ချင်လဲ escape key ကိုနှိပ်လိုက်လို့ရတယ်အဲ့တော့ escape key နှိပ်လိုက်လို့ရှိရင်ဒီမှာပြန်ပြီးတော့ပေါ်လာမယ်အဲ့တော့ဒီ indicator ကိုနှိပ်လို့လည်းရတယ်လို့ကျွန်တော် keyboard ကနေဆိုဒီမှာဒီဘေးအောက်မှာပြထားတယ်ဒီမြင်းဆောင်လေးပေါ့နော်အဲ့မြင်းဆောင်လေးကိုရှာပြီးတော့နှိပ်လို့လည်းရတယ်အဲ့တော့နှိပ်လိုက်ပြီးဆိုတော့ကျွန်တော်ဒီမှာဒီ TN လို့ရိုက်လိုက်မယ်ဒီရန်လို့ရိုက်ပြီးသွားရင်ဒီပေါ်လာတွေတော့တူချင်မှတူမယ်ဒါပေမဲ့အဲ့ဒီထဲမှာအဓိကဒီ trader dynamic index by trend lowe ဆိုတဲ့ဟာလေး လက်ရှိမှာဒါ like က134ရှိထားတယ်။ဟိုအထွန်လူဝိဆိုတဲ့ဟာလေးကိုယူလိုက်မယ်။ဒါဆိုရင်ဒီမှာအောက်မှာ integrator လေးပေါ်လာပြီ။ဒါပေမဲ့ computer နဲ့တော့မတူနေဘူးပေါ့နော်။မတူနေတဲ့ဟာကိုကျွန်တော်ကပြန်ပြီးတော့ setting တွေ change ပေးရမယ်။ဘယ်လို change လဲဆိုရင်ဒီမှာဒီအပေါ်ကသူ့နာမည်လေးမှာနှိပ်လိုက်လို့ရှိရင်ဟိုဒီမှာဒီ setting ဆိုတာလေးပေါ်လာပြီ။ setting ကိုနှိပ်လိုက်မယ်။အစတင်နှိပ်ပြီးကျွန်တော်အဓိက change ရမှာဒီမှာဒီ ISIP တွေရဲ့ပေါ့နော်ဒီကောင်ကိုဒါကျွန်တော်က21ပြောင်းမယ်ပြီးရင်အောက်ကဒီ first animation ISIP ဆိုတာလေးကို1လို့ပြောင်းပေးလိုက်မယ်အ ဒါလေးကိုဝမ်းပြောင်းလိုက်တာကျွန်တော်တို့ဒီအတွန်လေးတွေဒီကန်နေတတိုင်းရင်းစီအလိုက်ကိုသူကပြပေးနိုင်ပြီပေါ့နော်အဲ့ဒါပြီးတာနဲ့ဒါကျွန်တော်တို့ကဒီမှာ style ကိုတစ်ခါပြန်သွားမယ် style မှာ upper band upper band အယောင်ကကြာကျွန်တော်တို့ကကွန်ပျူတာနဲ့တူအောင်အပြာနုတ်လေးကိုယူမယ်ပေါ့နော် ပြီးရင်ကျတော့တစ်ခါ lower band ကလည်းအတူတူပဲအပြာနုတ်လေးကိုယူမယ်အဲ့ဒါပြီးရင်ဒီ middle band ပေါ့နော် middle band ဆိုတာကကြာတော့ target ပေးလိုက်အမားကပြလိုက်ဖြစ်တဲ့အတွက်ကျွန်တော်နောက်ခံကအဖြူရောင်ကိုတုံးထားရဲဆိုရင်တော့ဒီအရောင်နဲ့ရင့်တာလေးကိုယူပေးလို့ရတယ်ပေါ့နော်မဟုတ်ရင်တော့အသိမပေါ်နိုင်ဘူးပေါ့ အပြင် market line ဒီနည်းနည်းအေးပါတဲ့အတွက်ကျွန်တော်တို့ကသူ့ရဲ့ thickness ကိုဒီဒုတိယမြောက်ဟာလေးကိုရွေးပေးခဲ့လို့ရတယ်ပြီးလို့ရှိရင်တခါ slow ma slow ma ဆိုတာကတော့တနည်းအားဖြင့် trade signal line ကိုသူကတတ်မှတ်တာဒါကတော့ကျွန်တော်မပြောင်းလို့လည်းရတယ်ပေါ့နော်အပြင်တော့ fast ma fast ma ကကျွန်တော်ကျွန်တော်တို့ရဲ့ rsi bright line သူ့ကိုတော့ကျွန်တော်ကွန်ပျူတာနဲ့တူအောင်အမေးရောင်လေးကိုရွေးမယ် thickness ကိုလည်းတူအောင်ဒါဒုတိယမြောက်ဟာလေးကိုရွေးပေးခဲ့လို့ရတယ်ဟောဒါဆိုဒါကျွန်တော်တို့တော်တော်လေးကိုနော်ဒီရုပ်လုံးပေါ်လာပြီနောက်ပြီးရင်တော့ဒီ plot background ဆိုတဲ့ဟာနှစ်ခုလုံးကို ဖြတ်ပေးလိုက်ရမယ်။အဲဒါဆိုဒီအနောက်ကအနောက်ခံအယောင်လေးတွေပျောက်သွားပြီ။အဲပြီးရင်ဒီမှာဒီ level လေးတွေပေါ့နော် level ကိုဒါကျွန်တော်တို့က30ဒီအောက်မှာ90လို့ပြန်ရိုက်ထားပေးလိုက်။ပြီးရင်တော့ကျွန်တော်တို့ကဒါခါလေးသူ့ကို default အနေနဲ့တင်ထားခဲ့လို့လည်းရတယ်။ဒါဆိုရင်နောက်ကောက်ဒီဒီ indicator ကိုခေါ်တဲ့အခါမှာဒါကျွန်တော်တို့ကပြန်ပြီးတော့ဒီ setting တွေကိုပြောင်းစရာမလိုတော့ဘူးနော်။ဒီ default ယူခြင်းနဲ့ယူထားခဲ့လို့ရတယ်။ပြီးရင်တော့ဒီမှာ okay ကိုနှိပ်လိုက်လို့ရှိရင်ဒါကျွန်တော်တို့ရဲ့တော့ဒီ DDI indicator လေးကိုရပြီ။နော်ဒါကကျတော့ဒါကွန်ပျူတာနဲ့အကုန်လုံးကအလားတန်ပုံစံချင်းစင်းတဲ့ဒီ setting ကိုဒါ ချိန်ထားလိုက်ပြီးဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကကြတော့ trading view မှာ DDN indicator ကိုထည့်တဲ့နည်းလေးပဲဖြစ်ပါတယ်